ထာကီရူကိုတော့တကယ်ကိုလေးစားပါရီဘလောက်ထက်ဒီရော့တန်ရဲ့ပွဲမတိုင်ခင်မှာနန်ယူကျူးနေတာတော့သူကပွဲကိုမဖြတ်သိမ်းပဲနဲ့နော်ဒီပွဲကသူ့အတွက်ဖြစ်လာတာဖြစ်တဲ့အတွက်ဒီပွဲကတကယ်ကိုအရေးကြီးတယ်ဒါကြောင့်မလို့သူ့အနေနဲ့မဖြတ်ဝန်ဘူးနှုတ်မထွက်ဝန်ဘူးနော်ဘလောက်ပဲတန်းရရရချူချူပက်ပက်သူ့အနေနဲ့ဒီပွဲကိုမထိုးဖြစ်အောင်ထိုးသွားရပဲဖြစ်ပါရီထိုးပွဲပြီးလို့သူကစက္ကန့်ပိုင်းနဲ့ရှုံးသွားတာဖြစ်တဲ့အတွက်ဝေဖန်ခံခဲ့ရတဲ့အခါမှလေး ူကသူ့မှာနန်ယိုးကျိုးခဲ့ကြောင်းကိုချုပ်မပြောခဲ့ဘူးเนาะဘီနာကတငယ်ချင်းဖြစ်တဲ့တာဝါချန်းကိုအနိုင်ယူပြီးတော့ချန်ပီယံကပတ်ယူသွားတဲ့သူတို့အဖွဲ့အစည်းကပဲဖြစ်တဲ့လီဂျင်းဖော်ဖြစ်တဲ့နိုအီရီကရှစ်ထွက်လာပြီးတော့တာဂီရူရဲ့အကြောင်းတွေကို ပြောပြတော့မှလက်ကဘာလုံးကပြည်သက်တွေကအောင်းအောင်ခရရတာပဲဖြစ်ပါတယ်။တာဂီရူကရော့ထန်းကိုအချင်းတူလေးနဲ့ရှုံးလိုက်တော့အွန်လိုင်းပေါ်မှာပုံစံမျိုးစုံနဲ့ပြောကြပါတယ်။ အဲ့ဒီချိန်မှာငွေချင်းဖြစ်တဲ့နိုအူရီကမနေနိုင်တော့ဘဲနဲ့ရှေ့ထွက်လာပြီးတာဂီရူတူကိုစိတ်ဆိုးခြင်းရဆိုးသူဖွင့်ချတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတော့ဒါပါပဲဗျာတာဂီရူကပွဲထိုးဖို့နှစ်ပတ်လိုမှနိုင်ယူနေယွညွတ်ကျိုးရယ်ထရိနင်းစင်းမှုမပြောနဲ့အသက်တောင်ကောင်းကောင်းမရှိနိုင်ဘူးဒါပေမဲ့ဒီပွဲကသူ့အတွက်ဖန်တီးထားတာဆရာဝန်တွေကခဏပတ်ပြပြဝဝအနားယူရမယ်လို့အကြံပြုထားရယ်တာဂီရူကတော့အဲ့ဒီအကြောင်းဘယ်သူကမှပြောပြမယ်မထင်ဘူးဆိုပြီးတော့ဖွင့်ချသွားတာ လေးချင်းပေါ်ချင်းချင်းဆိုတော့တပွဲတဲတားချင်းမှုကားနိုင်တော့ကားသွားတာပဲဒါပေမဲ့အဲ့ဒီချင်း target route သုံးပြန်တဲ့စကလုံးတွေကလုံးဝလေးစားဖို့ကောင်းပါ ರೀ ဝဲတပွဲတော့ပြင်စီပြီးဆိုမှတော့အားလုံးကကိုနေဆိုင်တာကြီးပဲလူအီရီကအခုလိုခန္ဓာရီအောင်မြင်မှုရပြီးချိန်မှာတော့ဒီချောင်းတွေထုတ်ပြောသွားတာစိတ်တော်မကောင်းဘူးသူဆိုလေအကက်ခဲတွေအများကြီးကိုကြံ့ကြံ့ခံအသက်နယ်ဘဝကိုတောင်းရင်းပြီးမှဒီအောင်မြင်မှုကိုရခဲ့တာပါ ကျေးဇူးပြုပြီးလိုအူရီရဲ့အောင်မြင်မှုအကြောင်းကိုပဲချီးကျူးဂုဏ်ပြုစွာနဲ့ပြောပြကြပါရယ်ဗျာလေးစားဖို့ကောင်းတယ်ဗျာစီတာရီစစ်တပ်တွေက fighter ဆိုရတဲ့တွေကောင်းတယ်လို့ပြသလွန်ကြပါရယ်ဗျာဟာဂီရူဟာအခုလိုမျိုး fighter ဘောဝါမှာ စိတ်တက်ကလေးစားစရာကောင်းလွန်တဲ့အပြင်ကမှပြင်ပလောကမှာလဲသူဟာနိုင်ငံတကာမှာရှိတဲ့ဒုက္ခရောက်နေတဲ့ကလေးပေါင်းများစွာကိုသူ့ရဲ့ထူကြီးကနေအကုန်လုံးဒီပါအမြဲတမ်းလူဒန်းပေးနေတဲ့သူတွေဖြစ်ပါရယ်ဗျာ ထာကေရုအနေနဲ့နိုင်ယူကျိုးတဲ့ဝေဒနာအမြန်ဆုံးပြန်လဲကောင်းမွန်လာပြီးတော့ဒီထက်ကောင်းတဲ့ပုံစံနဲ့ပြန်လာနိုင်ဖို့အတွက်ပရိသတ်တွေကအဆူတောင်းပေးနေကြပြီလေဖြစ်ပါရဲ့ဗျာ